နွေရတီကျောင်းပိတ်ရက်မှာလူငယ်တွေကကိုကိုကိုအတွက် self development ဖြစ်စေမဲ့အတန်းတွေရေးတွက်ကြရလေမိဘတွေကလည်းသူတို့သားသမီးတွေအတွက်အချိုးရှိစေမဲ့အတန်းတွေရွေးပြီးတော့တခိုင်းကြတယ်။ဒီနေရာမှာဆုံးဖြတ်ချက်မှတ်မအောင်ကို့အတွက်ကိုင်းညီပြီးတော့ကို့အတွက်တကယ်ကိုအချိုးရှိအောင်ဘလို့အချက်တွေနဲ့သင်တန်းကိုရွေးချယ်ရမလဲ။ကို့ကိုကိုသိအောင်ဘလို့မျိုးစမ်းစစ်ရမလဲဆိုတာကိုဒီချက်ကဒီဗီဒီယိုလေးထဲမှာရှင်းပြပေးသွားမှာမလို့အဆုံးထိကြည့်ပေးပါအောင်။ ဒီနေရာမှာဒီချက်ကအပိုင်းနှစ်ပိုင်းခွဲပြီးတော့ရှင်းပြပေးချင်ပါတယ်ပထမပိုင်းကအလေတန်းចောင်းသားတွေအတွက်ပါဥပမာ9တန်း10တန်း9တန်း10တန်းဒီအရွယ်တွေကကြတော့နွေရာသီចောင်းပိတ်ရက်မှာတက်တဲ့နဲ့တင်တန်းတွေကသူတို့စက်တရမဲ့အတန်းအတွေ့အကျိုးရှိရတဲ့တင်တန်းတွေဖြစ်နေတင်ပါတယ်ဥပမာကွန်ပျူတာနဲ့အင်္ဂလိပ်စာမှာဆိုရင်ကွန်ပျူတာသည်သူတို့သည်ဒုတိယဦးစားပေးမှာရှိတင်ပြီးတော့အင်္ဂလိပ်စာမှာဆိုရင်လည်းသူတို့နောက်ထပ်တက်ရမဲ့အတန်းအတွေ့အကျိုးရှိတဲ့အပိုင်းကိုရွေးချယ်တက်နိုင်ဖို့အရေးကြီးပါတယ် တယ် letter တွေ essay တွေကိုကိုကိုတိုင်းမရင်းနိုင်သေးဘူးသူလာမဲ့အတန်းနေမှာပေါ့နော် letter essay တွေအတွက်ခေါင်းစဉ်ကိုကြည့်ပြီးတော့လုံးဝကိုအလွတ်ချက်ဖြေနေရသေးတယ်ဆိုရင် သူနေရာဒီမှာတက်တဲ့နဲ့တင်တန်းက letter နဲ့ essay နဲ့ကို တတိချက်ချာရေးနိုင်သွားအောင်ဘယ်ခေါင်းစဉ်လာလာသူကိုယ်တိုင်စာချောင်းတွေထုတ်ပြီးတော့ရေးနိုင်အောင်လေ့ကျင့်သင့်တာဖြစ်ပါတယ်။နှွေရာသီကျောင်းပိတ်ရက်မှာဒီလိုမျိုး letter ရေး essay တွေအကျွဲ့ writing များများလေ့ကျင့်ထားတဲ့ကျောင်းသားတွေကကျောင်းပြန်ဖွင့်တဲ့အခါမှာဆောင်ပွဲမှာဘယ်လိုခေါင်းစဉ်မဲ့တွေ့တွေ့ produce လုပ်နိုင်မှာဖြစ်ပါတယ်ဒုတိယပိုင်းကကြတော့ကိုတီလုပ်ငန်းခွင်ဝင်မဲ့အရွယ်ဓမ္မမှုဆန်တန်းဖြည့်ပြီးခါစားအရွယ်ဒီလိုလူမျိုးတွေအတွက်ကကြတော့နေရာတီအားလက်ရက်မှာ computer basic skills တွေမဖြစ်မနေသိထားဖို့လိုလာပြီး Microsoft Office Day တုံးတက်ဖို့လိုလာပြီးအင်္ဂလိပ်စာမှာဆိုရင်လေခုနောက်လိုမျိုး writing ဘိုင်းကိုဦးစားပေးတာမဟုတ်ဘဲနဲ့ general english for skills ပေါ့နော် speaking writing reading listening ဒီလေးမျိုးစလုံးပါတဲ့အတန်းတွေရွေးချယ်တက်ရောက်တင်ပါပြီလုပ်ငန်းခွင့်ဝင်မဲ့သူတွေအတွက်ကတော့ကိုဝင်ရမယ့်လုပ်ငန်းခွင့်အမျိုးအစားနဲ့ပတ်သက်တဲ့အခြေခံ level certification လေးတွေတက်ထားသင့်ပါတယ်။ဥပမာကိုဝင်ရမယ့်လုပ်ငန်းက marketing ဆိုရင် marketing နဲ့ပတ်သက်တဲ့အခြေခံ certificate လေးတွေတက်လို့ရမယ်။ကိုက online shopping လုပ်ချင်တာဒီ social media ပိုင်း င်းစိတ်ဝင်စားတာ bloggers တွေ vlog တွေရိုက်ချင်တာဒီလိုမျိုးဆိုရင်တော့ social media management ပတ်သက်တဲ့ဟာတွေတက်ရမယ်အဲဒါမှမဟုတ်ကိုကရုံတွင်ပိုင်းကိုမှ admin တွေ hr တွေဒီလိုမျိုးအပိုင်းတွေစိတ်ဝင်စားရဲဆိုရင်တော့ office english တွေဒီ hr နဲ့ပတ်သက်တဲ့ certification တွေဒီလိုမျိုးကိုအတွက်အကျိုးရှိစေမဲ့ကိုနဲ့သက်ဆိုင်ရာ တင်နန်းတွေကိုလိုက်ဆောင်ဆန်းပြီးတော့ကိုနဲ့အကိုက်ညီဆုံးကိုရွေးချယ်တက်ရောက်ဖို့လိုအပ်ပါတယ်။ Teacher ရော GYS မှာဆိုရင်ຫນွေရာဒီမှာရွေးချယ်တက်ရောက်လို့ရတဲ့တင်နန်းတွေများစွာရှိပါတယ်။ Teacher ကတော့အင်္ဂလိပ်စာသင်ကြားပေးနေတဲ့ Teacher IV ဖြစ်ပါတယ်။ Teacher အတန်းတွေမှာဆိုရင်ကျောင်းသားကျောင်းသူတွေအတွက် literary essay တွေဘယ်ကောင်းစင်မဲလာလာကိုကိုတိုင်းရေးနိုင်ပြောနိုင်တဲ့အထီးသင်ကြားပေးတဲ့ level 1 level 2 level 3အတန်းတွေရှိပါတယ် level 1မှာဆိုရင်အခြေခံအင်္ဂလိပ်စာတထား writing အတွက်သာမက speaking အတွက်ပါအသုံးဖွင့်မဲ့ grammar တွေကို ရှင်းပြပေးတဲ့ level 1အတန်းပြီးရင်ဒီ grammar တွေကိုအသုံးချပြီးတော့ writing မှာလည်းဘယ်ခေါင်းစဉ်လာလာစာချောင်းနေတိစောက်ပြီးတော့ရေးတတ်အောင်ဘလို့အခြေအနေမျိုးမှမစိုးကိုပြောချင်တဲ့အတိုင်းပြောထွက်အောင်စာချောင်းတိစောက်ပုံသင်ပေးတဲ့ level 2 Level 3ကတော့အခြေခံ speaking သိသက်သင်ပေးတဲ့အတန်းလေးဖြစ်ပါတယ်။အဲ့တော့မိမိနဲ့ကိုက်ညီတဲ့သင်တန်းတွေကိုရှေ့မှာတစ်ချက်အကြံပေးခဲ့တဲ့အကြံရွေးချယ်ပြီးတော့ GYS မှာသင်တန်းပေါင်းများများစွာကိုရွေးချယ်တက်ရောက်နိုင်ပါပြီ။သင်တန်းတက်ရောက်ရှင်တဲ့သူတွေက comment မှာ GYS လို့ comment ပေးခဲ့လို့ရပါတယ်။ဒါမှမဟုတ်ဖော်ပြပါဖုန်းနံပါတ်တွေအနေနဲ့ဖြစ်စေ message ကနေပဲဖြစ်စေအချိန်မရွေးဆက်သွယ်မိញံစုံစမ်းနိုင်ပါတယ်။